ဟိုလိုတိုင်းလေးလက်ဆောင်အမေကနေပါပြပေးပါတယ်မမပွင့်လားဆိုတာထက်အဖေကိုလည်းကျွန်တော်ချစ်တယ်အဖေနဲ့လည်းကျွန်တော်ခဏခဏမုန်းနေပါတစားပြတယ်ပေါ့နော်အမေကိုတော့ပိုပြီးဖြူဆက်ရတာပေါ့ဘာနဲ့ဘာလဲဘယ်မှာလဲဘယ်မှာလဲအာကျွန်တော်နာမည်တော်ရင်ကျွန်တော်မှခင်ဗျာမိသားစုရှိတယ်ဆိုစိတ်နဲ့စူးစမ်းနေအောင်နော်ဒီမှာလူတွေစူးစမ်းရတယ် မနက်6နာရီထားပြီးဂျင်သွားတာတော့ဘာလို့အဲ့လိုမျိုးလုပ်တဲ့ဟာတွေကဒါဒီမီတာစုဆယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်လုပ်နေတာအဲ့ဒါဒါမရှိလို့ရှင်ကျွန်တော်တော်တော်ပြင်စီမှာโอเคဆိုအမေကတော့ခုဒီနှခမ်းလေးကိုဒီရဲကြိုက်ပါတယ်နော်။နော်ကျွန်တော်တို့လေအမေဆိုတော့ family guy ပေါ့နော်။ဒီကာတွန်းကဘရန်ကို family guy အဲမိသားစုကိုအရင် caring လုပ်တယ်။မိသားစုမတ်တယ်။ အဲတခုဆိုလို့ရှိရင်မိသားစုနဲ့မှသွားမယ်ခေးသွားလို့ရှိရင်မိသားစုနဲ့မှသွားခြင်းတယ်တခုသားလို့ရှိရင်မိသားစုနဲ့မှစားခြင်းတယ်အဲ့လိုအဲ့လိုလူမျိုးပေါ့နော်ဆိုတော့အမ်ညမမပွိုင်းလားဆိုတာထက်အဖေကိုလည်းကျွန်တော်ချစ်တယ်အဖေနဲ့လည်းကျွန်တော်ခဏခဏမုန်းနေပါသစားပြတယ်ပေါ့နော်အမေကိုတော့ပိုပြီးမှုဆိုင်ရတာပေါ့ဆက်ချက်ကြည့်ရအောင် Okay တူဘယ်လိုလဲတူပါလားโจบันเดนน่ะตูอ่ะโจบันเดนน่ะตูอ่ะဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အမေကတော့ ဟိုသူလက်တက်နေတဲ့ဘက်ကနေပါဒါဟိုစပင်လေးကဘယ်လိုလုပ်ပါလားအဲ့လိုမျိုးလေးပေါ့နော်ဟုတ်ပါလားပြန်နေထူကောင်မမဟုတ်ပါနဲ့ Yes မိသားစုကိုကျွန်တော်လုပ်ပေးခြင်းလဲဆိုတာသူ့ရှိမှာကိုပဲရှိတာအေးပေါ့အေးပေါ့ကို motivation ဆိုတာတဲ့ discipline မျိုးပေါ့နော်ကိုလဲကြောင်ဝင်ငါမိသားစုလဲငါဟိုဒိုမီနိုလေးလို့ပေါ့ငါလဲဝင်တယ်အကုန်လိုက်လဲမယ်ဆိုတော့ကျွန်တော်သိရအဲ့တော့ကြောင့်မလို့ကျွန်တော်ကကြိုးစားမယ်အဆုံးကုန်လေးကြိုးစားမယ်ဆိုတော့စိတ်ဒီမွေးထားเนาะဟုတ်ပါ အဘိဗန်ထိုင်းစီပါအမေဖလတိုင်းလေးလက်ဆောင်အမေကနေပါပြပေးပါလေဒါဆက်ချောက်လားအဲ့လောက်ပါဆက်ပြီးတော့အခုချိန်ထိကကိုကိုရိုင်းစူးစမ်းပြီးတော့အခုဒါတတိရှိပြောရမှာကိုကိုရိုင်းစူးစမ်းထားလို့အကွယ်မိသားစုအစီအပြေနေတယ်ဆိုအဲ့လေးတော့ကျွန်တော်နေ့တိုင်းတွေ့ပြီးတော့ဒါဘုံယူဝမ်းတာပြီးတိဖြစ်ရတဲ့အရာတစ်ခုပေါ့နော်ဟုတ်အေးအဲ့ဒါဆက်ချောက်နေတယ်ရတာမိဘကိုချပေးပေးတာနာအများကြီးမဟုတ်ဘူးဆိုတော့မှာကွာ စ조사စပြီး조사ခဲ့တယ်ပေါ့အဲ့လိုနော်ကျွန်တော်ကမိသားစုရှီကဟိုမိမိဘတွေတာသမီးတွေကိုချစ်တဲ့စိတ်လို့ပေါ့ဟိုသူတို့ရှီကဘာမှမလိုချင်ဘဲနဲ့လှုပ်ပဲလှုပ်ပေးနေတာချစ်ပဲချစ်ပေးနေတာအဲ့အဲ့လိုဖြစ်တယ်လို့ပေါ့ကျွန်တော်လည်းကျွန်တော်မိသားစုကိုဘာမှမလိုချင်သူတို့လည်းကျွန်တော်ကဟာဟိုတင်းချီရမယ့်နေရာမှာသွားလို့လို့အဲ့လိုမျိုးမလုပ်စီချင်ဘူးကျွန်တော်ကအိမ်မှာပဲနေဟိုအမေဆိုလည်းအမေအမေတယောက်တောင်းဝင်အာသူအကုန်လုပ်ပြရပါအဲ့စရအိမ်ပြန်လာပြီးမိသားစုစုံလင်းနေတဲ့ထမင်းစားရတယ် TV ကြည့်ရတယ်ဆိုတော့ကျွန်တော်တို့ကတော်တော်အဆင်ပြေနေပြီ။အဲ့ဒါလေးပဲကျွန်တော်လိုချင်တာပါနော်။ဟုတ်။ဒါကမနမတော့ဟိုတယ်ကျွန်တော်ရဲ့အမတောက်တယ်ပါနော်။ဟုတ်။ကိုကအဲ့လိုမျိုးထုတ်ပေးရတာထုတ်ပန်းပန်ပိုးရတာကိုဝါသားပါတယ်။ကိုကမလိုချင်တဲ့စိတ်ကပုံများတယ်ပါနော်။တခုဆိုလို့ရှိရင်မလုံးနဲ့မလုံးနဲ့အဲကျွန်တော်ရဲ့အကူတွေပါလို့ဆိုလို့ရှိရင်အာအဲ့အလုပ်တွေပါမလုံးနဲ့ကျွန်တော်လုပ်ပေးမယ်။အလုပ်လုပ်ရင်တော့ကျွန်တော်ကကျွန်တော်ရဲ့အလုပ်ကိုလုပ်ကျွန်တော်ရဲ့အလုပ်ကိုဝိုင်းလုပ်ပေးပါနော်။အဲ့အဲ့လိုမျိုးတွေပြောတတ်တဲ့သူပါဟုတ်။ ကျွန်တော်မိသားစုကတော့ကျွန်တော်အဲ့လိုမျိုးကတ်တာရောမရှိဘူးအမေဆိုလည်းအမေလူရင်လူတော့ကျွန်တော်ပြေးရဒါတော့ဟောအမေတို့ကတော်တော်ဟိုကျွန်တော်ရှိရတယ်တောင်းလည်းမတောင်းဘူးသူစင်းတဲ့သူတစ်ခါမှအဲ့လိုမျိုးတော့ဒါရေဝါလေးလို့ကျွန်တော်ပြေးပါအောင်အဲ့လိုမရှိဘူးကျွန်တော်မြင်တဲ့အဲ့လိုမျိုးလုပ်ပြီးတယ်အမေအမေအမေလိုချင်တဲ့ဟာကိုကျွန်တော်ကြိုကြိုသိနေပုံစံမျိုးလေးပါနော်အမေနဲ့သားနဲ့ connection ရှိနေပါဗောအမေနဲ့ကျွန်တော်ပဲ provide လုပ်ပေးတာပါဗောနော်ဟုတ်အရေးကြီးဆုံးကတော့ကျွန်တော်ရဲ့မိသားစု because ဒီမိသားစု မရှိလို့ရှိရင် I think ကျွန်တော်တော်တော်ကြီးကို weak ဖြစ်သွားမှထင်တယ်။ Yeah from time ဒီအချိန်ကြီးတစ်ခုပြီးတစ်ခုကျွန်တော်ဘယ်လိုလဲဒီလောကထဲမှာပေါ့နော်ကျွန်တော် quiz လုပ်တယ်လို့လို့မေးခွန်းရေးမေးတယ်လို့လို့ဖြစ်လာတယ်။ဒီမိသားစုမရှိလို့ရှိရင်ကျွန်တော်သိကြတယ်။တော်တော်ပျက်စီးမှာကျွန်တော်တော်တော်ဆိုးမှာကျွန်တော်ကျွန်တော်လည်းအဲ့လိုမျိုးမိသားစုရှိတယ်ဆိုစိတ်နဲ့စူးစမ်းနေအောင်လားဒီမှာလို့လို့စူးစမ်းရတယ်။ဟာဟို မနက်6နာရီထပ်ပြင်သွားတာတော့ဘာလို့အဲ့လိုမျိုးလုပ်တဲ့ဟာတွေကဒါဒီမီတာစုစဲဆိုးရဲစိတ်နဲ့ပဲကျွန်တော်လုပ်နေတာအဲ့ဒါဒါမရှိလို့ရှိရင်ကျွန်တော်တော်တော်ပြစီမှာတင်းသေးတယ်ဟွန်းကိုတော့ပဲတည်ရဲ့အဲဆောအဲလောဆောဆောပြောလို့အဲလောကနဲ့ခဏခဏကျွန်တော်အဲ့လိုမျိုးချိုက်ချင်တယ်လို့လို့မင်းချင်တယ်လို့လေးဖြစ်လာရဲ့ချိန်မှာကိုကလည်းကြွကြွမြင်လာဟာငါတခုမိသားစုနဲ့တခုဖြစ်တယ်ငါဒီဘက်ဒီဘက်ကိုလက်လက်ွားတယ်မိသားစုနဲ့တခုအစဉ်ပြေဒီဘက်ကိုလက်လက်ွားတယ်ဟာမိသားစုကမရှိလို့ရှိရင်ငါဒီဘက်ကြီးကိုပဲလူကြီးဆင်းွားတော့မှာဆိုတော့ချိန်တင်နေပြီ အဲ့ဒါကြောင့်မလို့ဟုတ်ကျွန်တော်ဆုံးနာပြောလို့ပါကျွန်တော်တို့ energy ဖြည့်တာအဖြည့်ချွေမဟုတ်ဘူးအပြင်အိမ်ဟောင်းလို့အာမိသားစုတူတူထိုင်ပြီးထမင်းစားလိုက်ရတဲ့ဟာလေးကတကယ်ရတာအရှိဆုံးပါเนาะကျွန်တော်၈နှစ်အာ၆နှစ်၈နှစ်တိတိအပြင်မှာနေခဲ့တယ်တောင်တယ်ပြင်မှာနေခဲ့တယ်အိမ်ငါးပြည့်နေခဲ့တယ်အဲ့လိုအလို့ကျိုးစားပါเนาะနေခဲ့တယ်ပြီးတော့ဒါပေမဲ့အဲ့ဒီဒီဘယ်နှစ်ရှိပြီလဲအိမ်မပြောင်းနေရနည်းနည်းပါเนาะနည်းနည်းအခုနည်းနည်းရှိပြီအိမ်မပြောင်းနေရအချိန်မှာဟူးဘာလည်းမတူဘူး မင်းချက်တဲ့ရှင်စားရတာအဲပြောအဲ့လိုပေါ့နော်သူကငါဘာလို့လွန်ခဲ့တဲ့6နှစ်လောက်ကအဲ့လိုမျိုးရှောက်နေခဲ့လဲမသိဘူးဆိုပြီးတော့ဟောပြန်မင်းမိပေါ့နော်အော်ဟုတ်သားပဲငါလို့ကြိုးစားရတာဟိုဘာလို့ဆိုတော့အိမ်မှာအဲ့အချိန်တော့ကျတော့အိမ်မှာဆက်နေနေလို့ရှင်လားအမေရဲ့လုတ်ပေးတယ်ဆိုစိန်နဲ့ငါမျောနေမှာပေါ့နော်အဲ့အဲ့လိုမျိုးဆိုရစင်တော့